အဲဒီပြဿနာမှာတော့ကျွန်တော်ကခက်ဆိုးဆိုးလူငယ်လေးတယောက်ပေါ့အဲကျွန်တော်နာမည်ကလည်းစိုးပီတဲ့အဲငငယ်လေးကနည်းနည်းလေးစိုးကျင်တာပေါ့နော်နောက်ပြီးတော့အဲဝင်ချွားကျင်တဲ့စိတ်ရှိတယ်အဲအဲចောင်းသားလေးကနေမှာပေါ့နော်အဲကျွန်တော်ရဲ့ပုံစံလေးတစ်မျိုးအဲကျွန်တော်မိသားစုများအဲမြင်ကြရပါမယ်ခင်ဗျာအဲအကောင်းဆုံးတော့ကျွန်တော်တို့အမှုပညာကုတင်ဆက်တဲ့တွေကနေမှာအဲတခုခုလေးအဲမြင်သွားအဲရသွားတယ်ဆိုရင် အဲစူးစမ်းပြီးတင်ဆက်ချင်တတ်ပါပြီ။အော်ဒီအဖေကနေအမေကလာဆင်တင်ပြဆက်ကြီးကတော့အဲကျွန်တော်ငငယ်တုန်းကအဲချိုက်ခေါက်ဖရာပွဲတော်ကြီးမှာစပြီးကခဲ့တဲ့ဇက်ဖြစ်ပါတယ်။အဲနတ်ဆင်တရားဆရာတော်အဲကြီးရဲ့အဲမိန်ကြားတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြဆက်ဖြစ်အဲဆောင်ရွက်ထားပါတယ်။အဲဒီပြဆက်ရဲ့အဲဇက်ဝင်တီးပေါ့နော်ဇက်ပေါင်းအဲဇက်သိန်းတစ်ချင်းလေးကို အဲကျွန်တော်ကိုယ်တိုင်အဲရေးထားတာလေးကိုနားဆင်ရပါမယ်ခင်ဗျာအဖေကနေအမေကလာဆိုတဲ့စင်တင်ပြဆက်ကြီးဖြစ်ပါတယ်အဲချန်နဂီရုပ်တံလိုက်မှာကြည့်ရှုလို့ရပါပြီခင်ဗျာအဖေနေမင်းကြီးလို့ထွန်းလင်းစေအမေလာမင်းကြီးလို့အင်းမြစေ